မြင့်တန်းရဲ့လင်းတတ်မမီဒေါမီယာတီအကြောင်းဆိုတဲ့ဝတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပြမှာဖြစ်ပါတယ်လင်းတတ်မမီဒေါမီယာတီအကြောင်းရေတင်ငန်ကျောင်းကဘုန်းကြီးပြန်လည်တော်မူသွားကလေးကကျောင်းထိုင်မဲ့သူမရှိဘူးဖြစ်နေတယ်ကျောင်းထိုင်ကိုယ်တော်လေးပြန်လွန်ပြီးသူ့မယ်တော်ပါကွယ်လွန်သွားတော့ဟိုပြောဒီပြောပြောကြရင်ကကျောင်းမှာကျောင်းထိုင်မဲ့ကိုယ်တော်ရှာလို့မရတော့ဘူးရေတင်ငန်ဘက်ကလူတွေက ခုဆို ဒီဘက်เจ้าကိုလာတဲ့အခါတိုင်းဆရာတော်ကြီးကိုသူတို့เจ้าမှာတောင်းထားမဲ့ဘုံကြီးရှာပေးပူကတ်ကြတယ်ရေတွေကနေနီးတဲ့တာလမ်းပေါ်ကဂုံစုံတိုင်းပိုင်ရှင်ထောင်ကဲကြီးဦးအကွေးကများဆိုရင်တောင်းထားမဲ့ဘုံကြီးမရရင်ကိုတော့တိုက်အုပ်ဘုံကြီးကိုတပည့်တို့ခိုးပြရလိမ့်မယ်လို့ရေသလိုနောက်သလိုနဲ့ပြောလို့ရှိတယ်ခလာတာတခုကဒီနှစ်ကရေတိမ်ငံဖျားပွဲနှစ်ဘာကြောင့်မှန်းတော့မသိဘူး ရေတိမ်ငံဖះဘက်ကနှစ်နှစ်မှတစ်ခါလောက်ကြတာဒီတော့ဘုံကြီးကဒီရက်မှာငါရှိလျက်နဲ့ရေတိမ်ငံเจ้าမှာចောင်းထိုင်မှုဘုံကြီးရှာမရလို့ဖះဘက်မဖြစ်ရင်မကောင်းလာဘူးလို့တွေးမိတယ်ဒီတော့ဘုံကြီးကသူ့တိုက်အုပ်နဲ့ညစဉ်လို့သူတို့ចောင်းထွက်တယ်ငဲတပည့်ဆင်းရဲတွေပြန်စဉ်းစားရတယ်စဉ်းစားရတဲ့မြန်လေးဆက်တွေကြည့်တော့စာချလုပ်နေတဲ့ကိုတော်တွေကများနေလို့ စာတင်သားတွေကိုပြစ်ပြီးလာလို့မဖြစ်နိုင်ကြဘူးနောက်ဆုံးဘုန်းကြီးကပဲကုတော်ကလေးတစ်ပါးကိုတတိယလိုက်မိတယ်မောင်ညာမောင်အခရှာသားမနေ့ကဒီဝင်လာတော့တနေ့နှစ်နှစ်လောက်စာချတာနားအောင်မဲလို့ငါ့ကိုရှော့ဖူးတယ်သူနဲ့ဆိုတော့ပဲသူလည်းနာနာနေနေဖြစ်ရတာပေါ့လို့ဆိုလိုက်တယ်ဒီတော့တိုက်ဥကအရှင်ဖေဟာဥပကနဲ့ဖြစ်ပါမလား သူကအတော်မြို့ဆန်တယ်လို့တခွင်းပြန်ပြောလိုက်မိတယ်မြို့နေတော့မြို့ဆန်တဲ့ဘောကွာမြို့လူတွေးရတဲ့ဘောကွာမင်းလည်းမြို့မှာကြောင်းသွားထိုင်ရင်မြို့ဆန်သွားမှာပေါ့လို့ပြောရင်ပြုံးတယ်တက်ဦးလေဖုန်ကြီးလေးဦးအကနဲ့ရအောင်ဆက်သွေးရင်အဆုံးမှာတော့ဦးအကကိုရင်းတင်ငန်းเจ้าမှာကြောင်းထိုင်ဖြစ်အောင်တိုက်တွန်းနိုင်ခဲ့တယ်ဗောဖုန်ကြီးလေးဦးအကကတော့ဆရာတော်ကြီးနဲ့တိုက်ဦးကိုခက်ရှင်းရှင်းလျှောက်ထားတယ် တပည့်တော်ဖျားပွဲပြီးတဲ့အတီတော့ကြိုးစားနေပါမယ်ဖျားလို့ရှောက်ထားတယ်ဒိုးလည်းနီနီနာရှိတာပဲကွာမင်းလိုတာသာပြောလို့ဆရာတော်ကြီးနဲ့တာယုကကိုတော်ကလေးကိုအားပေးကြရှာတယ်ဒီလိုနဲ့ပဲရေတိမ်ခံเจ้าမှာဘုန်းကြီးကလေးចောင်းထိုင်ဖြစ်သွားတယ်ကိုတော်ကလေးနဲ့အတော်သက်ပါရဖြစ်တယ်ပြောရမယ်ကိုတော်ကလေးရောက်လာကလေးကဧကိုပြတ်တယ်မရှိသလောက်ပဲစွန့်ကွန်းကလူလူသေးမရှိဘူး ကိုတော်ကလေးကြွက်လျက်ပါတဲ့ရေဒီယိုကလေးကလည်းတည်ပြီးဆွဲဆောင်နိုင်တာကိုညနေဆိုဖုန်ကြီးဥက္ကကခုနှစ်နာရီနိုင်ငံညာတည်ရင်၈နာရီပြည်တွင်တည်ရင်နားထောင်နေရှိတယ်။အဲ့ဒါတွေပြီးရင်ရေဒီယိုကလေးကိုကြောင်းအောင်ချပြီးတော့ရေဒီငန်ကလူတွေသက်သပင် ဖြော်ပြကန်းဘာတို့နားထောင်ရတာပေါ့။ခုလိုရေဒီငန်ကျောင်းမှာစီစီကားကားဖြစ်လာတော့ထောင်ကလေးဥက္ကကသဘောကျလွန်းလို့ဖုန်ကြီးကလေးရေဒီယိုမှာသုံးဖို့ Ever Ready လေးလုံးတော့လှူတယ် ဒီဘက်เจ้าကတိုက်ဥဥညာနေတာပြောသလိုဖုန်ကြီးလေးဥဝကက မြို့ဆန်နေဆိုတာကလည်းဖြစ်နိုင်တယ်ရေတင်ငံဘက်ကလူတွေတဖြည်းဖြည်းရိတ်မိလာတယ်ပြာသူမာလုံးမဲ့ရေတင်ငံဖျားဖွဲအတွက်ပထမဝါဆုံမတိုင်ခင်ကလေးကဖုန်ကြီးเจ้าအောင်မှာညဘက်စီဝေးလောက်ကြတယ်နောက်တော့နှစ်ပတ်တခါစနေနေ့ညနေအစီဝေးလောက်ကြတယ်အဲ့ဒီခါပင်စင်စားဆရာကြီးဥလတ်မောင်ကဖုန်ကြီးလေးနဲ့ထိုင်ပြီးပြောတာဆွေးတာတွေလိုက်မှတ်ရတယ် ဥလာမောင်ကြီးကိုဘုံကြီးကလေးကအိတ်တောင်ဝင်ပေးထားတာကိုအစတော့ဥလာမောင်ကြီးကဘုံကြီးကလေးနဲ့ထိုင်ပြီးမြောက်ကြွတ်မြောက်ကြွတ်ရယ်အတော်ကလေးကြာလာတော့တိတ်သဘောကြပုံမပေါ်တော့ဘူးဒီတော့ဖင်နာခေါင်းကိုက်စတာတွေအကြောင်းပြပြီးရှောင်းတော့တာပဲဘဲဒီလိုရမှာတော့ဘုံကြီးကလေးကလူလွတ်ခေါ်ခိုင်းပြီးဥလာမောင်ကြီးရောက်တာနဲ့ပျော်စံခမရယောဂါဟောတာကကိုဒါနဲ့ဟောတာကဘတ်ဘတ်စပရိုဟောတာကနာဆိုးချောင်းစေးကောင်းနဲ့ဘာမီတုံး ကင်ဘာဖြစ်တယ်လို့ပြောစမ်းလို့ပြောတာ ਨੇ ဥလမောင်ကြီးလည်းဖုန်ကြီးကလေးစီပွင့်တွေကြည့်ပြီးတချီတဲ့အနာမျိုး96ပါပျောက်တော့တာအရင်ကဆိုရေတင်ကန်ဖျားပွဲလို့ဖို့ဝါကျွတ်မှပဲတစ်ခါလောက်စုပြီးပြောဆိုကြရတာဖျားပွဲကြီးကိုဖုန်ကြီးကြီးကဦးစီးချမှတ်ရတာဆိုတော့များသောအားဖြင့်ဒီတကြောက ဖုန်ကြီးကြီးစုတဲ့ပေါဝါရနာပြီးရင်အရက်ကလူတွေနဲ့ပြောကြဆိုကြတာခုတော့ဖုန်ကြီးကလေးကနှစ်ပတ်တစ်ခါအစည်းအဝေးလုပ်ပြီးအစည်းအဝေးတိုင်းမှာ ဘယ်သူကဘာဝင်လုပ်နေလဲဘာတွေတော့လုပ်ပြီးပြီစတော့တယ်ပြောရတယ်။ဦးလာမောင်ကြီးကတော့ထိုင်ပြီးမှတ်ရတယ်။ဒီလောက်နဲ့ဘယ်ပြီးမှာတော့နောက်တနေ့ဖုန်ကြီးလေးထုတ်ပြီးတဲ့စက်ကူဖြူဖြူပေါ်မှာဖောင်းနေတဲ့အချောပြန်ရေးရတယ်။ပြီးမှဖုန်ကြီးကလေးကဖတ်ကြည့်ပြီးစရွက်တော့မှာတစိမ့်တုံးနှိပ်တယ်။တစိမ့်တုံးနှိပ်တယ်ဆိုတာကဒီလိုဖုန်ကြီးကလေးမှာသူ့ဘွဲတစိမ့်ရာဘာတုံးရှိတယ်။ အဲ့ဒီစိတ်တုံးကိုစီဝေးကြဥလက်မောင်ကြီးရေးတဲ့စာရွက်ထိပ်တောက်မှရိုက်တယ်ပြီးမှရက်ဆွဲတဲ့လက်မှတ်ထိုးတယ်ဥလက်မောင်တို့ထောင်ခဲကြီးဥအကွေးတို့လည်းထိုးရတယ်ဒီဘက်ကျောင်းကဆရာတော်ကြီးတို့တိုက်အုပ်တို့စကားဆက်မိတဲ့ကထောင်ခဲကြီးကတောက်ကျိုးနဲ့စနစ်ကြတဲ့ကိုတော်လိုမှတ်ချက်ချတယ်အဖိတ်နေဥပုပ်နေတွေမှာရေဒီငန်ကျောင်းလာတဲ့သူတွေပါတွေကနဝကာမပြူဝတ္ထုလေးပါလေးလူတဲ့ခါဘုံကြီးလေးက စက်ရင်နဲ့အသေးချာမှတ်ပြီးကြောင်းနဲ့ဖះရွယ်ပစ္စည်းဝယ်တယ်။ကြည်လီအခုဆိုဖះဝန်စီယူကအစိမ်းအောင်တုတ်ထားတယ်။အရင်ကတော့တသက်လုံးကားထောင်ဆရာကိုမြအလကားပေးတဲ့အင်ဂျင်ဝိုင်းအဟောင်းနဲ့အရှင်နံကြီးရောတုံနေတာ။အခုတော့အစိမ်းအောင်ဖြစ်ကုန်ပြီ။ကြောင်းခက်လန်းလန်းကဖုံးမြည်နဲ့ညှိလိုက်ပြီးကြောင်းသားတွေကိုဘောလုံးအကန်ခိုင်းတယ်။အရင်ကတော့ကြောင်းတော့နာကတစ်ပင်အုပ်အောင်မှချင့်ခက်နေကြကောင်တွေကအခုညနေတိုင်းဘောလုံးကန်နေကြတယ်။ ဘောလုံးကိုဖုန်ကြီးကလေးကိုယ်တိုင်မြို့သွားတော့ဝယ်လာတာဆိုတော့ဘယ်သူကမှမပြောရဲကြဘူးဒါတောင်ကုလမောင်ကြီးကမနေနိုင်မထနိုင်သူတို့ဘာသာသူတို့ချင်းခတ်နေတာကောင်းသားကိုတော်ရာလို့ပြောမိလို့ကောင်းတော့ကောင်းတာပေါ့ဗျာလူဆိုတာတစ်ဆင့်နဲ့တစ်ဆင့်မြင့်တဲ့မြင့်ကြလေးအောင်အစာချီပြီးဖုန်ကြီးလေးကနှစ်နာရီတသာလောက်ကြာဦးလမောင်ကြီးကို ပြန်ရှင်းပြလိုက်လို့ဦးလမောင်ကြီးလည်းအဲ့ညကကံကောင်းလို့ညစာမလွတ်တယ်အဲ့ဒီကစားလို့ဦးလမောင်ကြီးလည်းတိတ်ရှာမရှိရတော့ဘူး တနေ့တော့ဘုန်းကြီးလေးကအမှတ်မထင်ပြက်ကရင်ကြီးရင်ဖျားဝဲလုံးမယ်နေကလာခွင့်နေဖြစ်နေတာတွေ့လိုက်ရတယ်။ပြီးတော့ချက်ချင်းကြောင်းဆရာဦးလှမောင်ကိုအခေါ်လုပြီးမေးရတော့တာပေါ့။ဦးလှမောင်ကြီးကဖျားဝဲရက်ကတော့အမှန်ပဲ။ဒီလိုပွဲလို့လာတာလည်းအစင်လာပဲလို့ပြောဆိုရှင်းပြပေတဲ့ဘုန်းကြီးလေးကသိမှရှိတယ်ဘူး။ဦးလှမောင်ခမရဂျာဝူနာဝဗဇက်ရာဇဝင်တွေဘာတွေကို ကိုကပြောပေတဲ့ဘုန်းကြီးလေးကသိမှရှိတယ်ဘူး။ဒီတော့ ဥညာနေနာတို့ဆရာတပည့်ရှိရာအကြောင်းကိုသွားပြီးလျှောက်တယ်။ဆရာတော်ရီကုန်တိုက်ဥက္ကပါရေတိန်ငံဖရာဘကလမ်းမိုက်ညမှာသာလှုပ်လိချီချောင်းရှင်းပြပြီးအစဉ်လာဖြစ်နေလို့ဖရာဘွဲရက်ကူတော်ပြောင်းလို့မဖြစ်ဘူးဆိုတာအတော်ရှင်းပြလိုက်ရတယ်။ဘုန်းကြီးလေးကတိတ်မချနေဘူး။ဒါကြောင့်ပြန်ကန်ကြီးဝိဖြစ်ရင်တပည့်တော်တို့မျိုးတမီစဉ်းစားကြည့်ပါဦးမေဖရာလို့ဆရာတော်ကြီးနဲ့တိုက်ဥက္ကူလျှောက်ထားလိုက်တယ်။အဲ့ဒီကစားလို့ဘုန်းကြီးလေးဥက္ကဟာ ရေတင်ငံဖျားပွဲအကြောင်းတက်နိုင်တဲ့များစုံစမ်းတယ်။ပါဇက်ရဆိုရင်ရတော့မင်းသားကြီးဘသူဆိုလားအင်ရှိကိုတော်ကလေးဘသူဆိုလားသူကဒီရေတင်ငံဖျားဟောနာလာမညပြီမှာလာလာပြီးသူတပည့်တွေနဲ့အတူဓာကြီးလိကျင်နေဆိုပဲအဲ့ဒီအစွဲနဲ့ဖျားဝဲကိုလာမညတွေမှာလောက်ကြတဲ့အဲ့ဒီအစွဲနဲ့ပဲဖျားဝဲလိုတဲ့အနီးနားကကာလာသားတွေရိုက်ကြတဲ့ဒါကြောင့်လည်းရေတင်ငံဖျားဝဲမှာခဲလန်ကြီးတော့ကစားဖို့ရောင်းတာမဟုတ်ဘူးတဲ့တချို့ ခဲလံကြီတော့တယ်တွေရောင်းတာမျိုးဆိုအထဲမှာကောင်းချင်းကစိတ်စာလေးတော့မပါဘူးတဲ့ရိုက်ဖို့ရိုက်လို့ကောင်းအောင်လှုပ်ထားတာကိုရွာလေရက်ကမမေညင်ကြီးကတော့အခုလိုပြောင်ပြောင်ပဲပြောတယ်ဘုန်းကြီးကိုရှောက်ရမှာတိတ်မကွာဘူးဘုန်းကြီးကပြောဆိုလို့သာပြောရတာကျွတ်တို့ဖရာဘွဲကြီးစီဆိုအရက်ရက်ကအပြူတွေတစ်ခုတည်းတွေအကုန်လာကြတာကလားဖရာဘွဲလက်မရက်ဆိုတော့ကလာသားတွေကလည်းပေါ်တကူအဲ့ဒီမှာကောင်းမတွေကဖင်အစိတ်ခံရတာပေါ့ အဲ့ဒါကိုကအစင်နာတစ်ခုဆိုတော့တချို့များခရီးတောင်းလောက်ကလာကြတာတဲ့မြင့်တန်းရဲ့လင်းတတ်မမိဒေါမိယတိအကြောင်းဝတ္ထုပထမပိုင်းပြပါပြီဒုတိယပိုင်းကိုဆက်လက်နှาศင်ပြကြပါအောင်ဗျာ